င်္ဂလာပါအင်တာမီယင်းနီမုန်နမုန်နပတ်သက်တဲ့ဘုဒ္ဓရာတွေကိုဆက်လက်ပြီးတော့ဝေမျှပြီးသွားပါဦးမယ် real estate property တစ်ခုရဲ့တန်ဖိုးကိုတွက်ချက်တဲ့နီလန်း၃ခုကတော်တော်လေးနှိမ့်ဆက်တဲ့အတုံးများတဲ့ income approach နီလန်းအကြောင်းကိုတော့ဒါအရင်ပိုင်းညမှာဝေမျှပြီးဖြစ်ပါတယ် real estate property တစ်ခုကိုဝယ်ယူတဲ့နေရာမှာလဲ rental income ကိုအဓိကလိုချင်တာလား leverage ကိုလိုချင်တာလားနှစ်ချက်လုံးကိုလိုချင်တာလားစတဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းတည်ထောင်ဖို့လိုပါပါတယ် ဘာကြောင့်လဲဆိုတော့ရှင်းလင်းတဲ့ရွေချက်ရှိထားမှသာဆက်ပြီးတော့လုပ်မယ်ဒါကိုယ့်ရဲ့အလုပ်ကိုတေချာတိနိုင်မှာဖြစ်ပြီးတော့ကုန်ကြမဲ့ဈေးကိုလည်းထိတိယောက်ယောက်သုံးနိုင်မှာဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အတိမိတ်ဆွေတို့ကအရှိတကုံဖက်ကအိမ်အပါမီကွက်တွေကိုဝယ်လိုက် ပြင်ဆင်လိုက် ရောင်းလိုက်လုပ်လို့ရှိတယ်ပြင်းတောင်းအိမ်အပါမီကွက်တကွက်ကိုမြက်မြန်အတိုင်းဈေးညှိဝယ်ယူလိုက်တယ်ပြီးတာနဲ့ချုံရယ်ပိတ်ပေါင်းနေရှင်းလင်းနေရေဝတ်နေရေမြေဖို့တာ ခြံစည်းရိုးကိုတတက်ရရပြုတ်ပြင်တော့အိမ်ကိုဆေးတုပ်တော့ရေမြောင်းဖော်တော့အဝေးစီ တွေးရေတူးပြီးတော့ရေလောင်ကန်မော်တာတက်စင်တာစတာတွေကိုပြုလုပ်လေးရှိတယ်ဒီလိုမျိုးပြင်ဆင်လိုက်ပြီးတာနဲ့နှစ်ပတ်သုံးပတ်လောက်အတွင်းမှာအတတရအမြတ်ငွေ30-30လောက်နဲ့ပြန်ပြီးတော့ရောင်းထွက်သွားလေးရှိတယ်ဒါကိုတော့အရေးစကားနဲ့တနခါလိမ့်တယ်လို့ပြောလေးရှိပါတယ်ဒီနေ့အဖြစ်တော့လိုအပ်နေတဲ့အရာတွေကိုပြင်ဆင်စေးပေးကြအောင်လို့လှပအောင်ဒါပြုလုပ်ပြီးတော့ပြန်လဲရောင်းချတာမှဖြစ်ပါတယ် ဒီလုပ်ငန်းစဉ်တွေကလောက်ပိုင်းအတွက်မှာအမြန်ပတ်ပနဲ့ပြန်ပြီးတော့ရောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့လှုပ်ဆောင်ရတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်လိုမျိုး rented income ကိုပဲပို့ပြီးတော့စိတ်ဝင်စားတဲ့ investor တွေအတွက်ကကြတော့အထက်ကလှုပ်ဆောင်ထားတဲ့အားလုံးကိုလှုပ်ဖို့လိုအပ်ခြင်းမှလိုအပ်မှဖြစ်ပါတယ်။ဆိုပါတော့ခြံစည်းရိုးကိုဈေးပြန်တော့ခု မြေအပြည့်ဖို့ဖို့ရေမြောင်းဖို့ဖို့အစရာတွေကိုလှုပ်ဖို့လိုခြင်းမှလိုပါလိမ့်မယ်။ဒါတွေလှုပ်ထားရင်လဲအိမ်ငါးခါက ်ငှားရံခါပို့ပြီးတော့ပေးဖို့လဲအိမ်ကားကဒီငှားရံခါကို ပို့ပြီးတော့တိုးပေးဖို့လဲစမ်းတော့ရှိမှာမဟုတ်ဘူးရှိမယ်လို့လည်းတရားမပြောနိုင်ဘူးကိုယ့်ရဲ့ customer ဖြစ်တဲ့အိမ်ကားကငှားရံခါပို့ပြီးတော့ပေးခြင်းစိတ်ဖြစ်စေမဲ့ပြင်ဆင်မှုတွေကိုပဲပြောင်းလဲပြီးတော့လှုပ်ဆောင်မှာဖြစ်တယ်ဒီအတွက်ကိုယ်ဝယ်ယူလိုက်တဲ့ real estate property ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်မိမိအနေနဲ့ဝယ်ယူလိုက်တဲ့ real estate property ရဲ့ rental income ကိုရယူမယ်ဆိုရင်တော့နေလ3မျိုးနဲ့ လှုပ်ဆောင်လို့ရနိုင်ပါတယ်။နံပါတ်၁နည်းလမ်းကတော့ Co Property Rental Income Co Property Rental Income ဆိုတော့ကတော့ကိုယ့်ရဲ့ Real Estate Property ကိုပါပြင်ဆင်မောမှန်ထပ်ပေါင်းမှုမှမပြုတ်လို့ပဲနဲ့မူလအတိုင်းငားရမ်းခြင်းကနေအင်ကမ်းရတာဖြစ်တယ်။ဥပမာတိုက်ခတ်တစ်ခန်းကိုသိန်း200နဲ့ဝယ်ယူလိုက်မယ်ဆိုမှတော့ဘာမှပြင်ဆင်မထားတဲ့တိုက်ခန်းဟောကန်းဟောတိုက်ကိုတလားတသိန်းခွဲနဲ့ငားရမ်းလို့ရမယ်ဆိုရင်ဒီဝင်ငွေက co property rental income လို့ပြောလို့ရမှာဖြစ်တယ်။တနည်းအားဖြင့်တော့ဒီဝင်ငွေကအဲ့ဒီ real estate property ရဲ့ပကတိမြတ်မြတ်အခြေအနေကနေတန်းပြီးတော့ရနိုင်တဲ့အနေဆုံးဝင်ငွေဖြစ်နေ။အနေဆုံးဝင်ငွေလို့ဆိုတဲ့အတွက်ဒီဝင်ငွေကိုထပ်ပြီးတော့တိုးလာအောင် မြင့်တင်လို့ရနိုင်ပါသေးတယ်။ဘာမှမပြေစင်ရသေးတဲ့အတူတူကိုယ့်ရဲ့အိမ်ချမ်းမြေတိုက်ခန်းကွန်ဒိုစတဲ့အမျိုးအစားပေါ်မူတည်ပြီးတော့ရနိုင်တဲ့ co rental income ကလည်းအ ਨੇ အများကွာခြားသွားမှုကတော့ရှိလေရှိပါတယ်။ဥပမာ ိုက်ခန်းကွန်ဒိုလိုမျိုးကိုဘာမှမပြင်ဆင်မဲနဲ့ငှားလို့ရမယ်ဈေးနဲ့မြေကွက်ကိုအိမ်မပါဘဲနဲ့မြေကြီးတက်တက်ငှားတဲ့ဈေးကတော့ခွာချမှဖြစ်ပါတယ်အကြံပေးလိုတော့ကတော့အင်ချာမြေဝယ်ဖို့ကြိုက်မကြိုက်သုံးပြတဲ့နေရာမှာတုံးတဲ့ v equal to i by r ဆိုတဲ့တော်နည်းလေးကို သုံးတဲ့အခါမှာကိုအင်ခန်းအာ sorry ကိုရန်တဲ့အင်ခန်းဈေးနှုန်းနဲ့ အဲတော့ချက်ပြီးတော့သုံးသက်တာကပို့ပြီးတော့သင်တော်ပါတယ်ဒီဖော်မြူလာလေးအကြောင်းကိုတော့ဒါတခြားဗီဒီယိုတစ်ခုမှာရှင်းပြပေးထားပြီးသားဖြစ်ပါတယ်နောက်တစ်ချက်ကတော့ value added rental income ဖြစ်တယ်အဲ့တော့ value added ဆိုတော့ကတော့ real estate property ကိုဒါကိုယ်အဆင့်ကနေပို့ပြီးတော့တမိုးတောင်းလို့တနည်းအားဖြင့် rental income ပို့ပြီးတော့ရအောင်လို့လိုအပ်တဲ့အထပ်ပေါင်းပြင်ဆင်မှုတွေပြုလုပ်တဲ့နေလမ်းဖြစ်တယ်ဥပမာအတွင်းပိုင်းပြင်ဆင်မှုတွေပြုလုပ်လိုက်တာလေအေးပေးဆက်တွေတက်ဆင်ပေးတာ ပရိဘောဂတွေပါထပ်ပေါင်းထည့်ပေးတာအခန်းခန့်ပေးလိုက်တာအခန်းဖွဲ့ပေးလိုက်တာလျှက်စစ် PC မြို့ဖို့အကြောင်းသုံး PC တွေထည့်ပေးတာထပ်ကိုထည့်ပေးတာစသဖြင့်ပေါ့နောက်ထပ်ထပ်ပြီးဥပမာပြောရမယ်ဆိုရင်အရှိတကုံရက်ွက်တွေမှာပေး20ပေး60ရေမရတဲ့အိမ်ကိုအင်ကြီးတက်တာငားမယ်ဆိုရင်တလောက်ကို700 900လောက်နဲ့ငားလို့ရနိုင်ပြီးတော့ရေပါထပ်ပြီးတော့ရအောင်လို့လုပ်ပေးလိုက်မယ်ဆိုရင်ဆိုပါတော့ရေတူးပေးလိုက်မယ်ဆိုရင်တလောက်ကို ပြည်တော်အိမ်အနေထားပေါ်မူတည်ပြီးတော့တသိန်းကနေတသိန်း3000လောက်ထိရနိုင်တယ်။ဒါအပြင်ငားရက်တဲ့နေရာမှာလည်းရေးပါတယ်ဆိုတဲ့အားသံချက်ကိုကွက်ကွက်ကွန်းကွန်းပြောပြလို့ရတယ်။ဒီနေရာမှာ value add ထပ်ပေါင်းပြင်ဆင်တာတော့ဟုတ်ပေမဲ့လည်း render income ကိုမတက်စေဘဲနဲ့တခြားတစ်ခုခုကိုပဲသွားပြီးတော့အကျိုးတက်ရောက်စေတာမျိုးလည်းရှိတတ်တယ်။ဥပမာ300ချက်နဲ့6လွာတိုက်ခန်းတစ်ခန်းဝယ်လိုက်ပြီးတော့ပြန်ပြီးတော့ငားရင်တသိန်း2000ချက်အငားရမယ်ဆိုပါတော့ အဲ့ဒီမှာထပ်ပေါင်း value add အနေနဲ့အိမ်သားကို ပို့ထိုင် ပြောင်းတက်လိုက်ပြီးတော့မိဖို့ကြောင့်ခုံကိုလည်းကြွေပြားကတ်လိုက်မယ်ဆိုပါတော့ဒါပေမဲ့အဲ့ဒီ value add လောက်ထားတာက render income ကိုတသိန်း3000ဖြစ်ဖို့အတွက်ခက်ခဲနေတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့အခြားတက်ရောက်မှုအနေနဲ့ဈေးတန်းအတူတူတွေထဲမှာအိမ်ငားတွေက ပို့ပြီးတော့အကြိုက်တွေမှာဖြစ်ပြီးတော့မြန်မြန်အငားဆောင်ခြင်းဒီအားသားချက်ကိုရရှိနိုင်မှာဖြစ်တယ် ဒီလို value add မျိုးက render income ကိုမတိုးစေနိုင်ပေမဲ့လည်း render income ကိုအလွယ်တကူတွတ်တွတ်လေးမြန်မြန်အငားရစေနိုင်တဲ့အတွက်တင်းတင်းနဲ့ခွန်ကြစိတ်နဲ့ဆိုရင်ဒါလှုပ်ဆောင်ဖို့တင်တော့ပါတယ်နောက်တစ်ခါမိမိရဲ့ customer အမျိုးအစားကိုလည်းသိရှိဖို့လိုပဲပြီးတော့ customer အမျိုးအစားနဲ့ kait ညီတဲ့ value add လှုပ်ဆောင်တိုင်းမှာလည်း render income ကတက်စင်မှာဖြစ်တယ်အထက်ကလိုမျိုးတိုက်ခန်းလဲဆိုမှာတော့တိုက်ခန်းကို aircon တက်ပေးလိုက်မယ်ဆိုရင် render အကန့်အနေနဲ့ပို့ပြီးတော့တိုးလာနိုင်တယ်ဒါပေမဲ့တိုက်ခန်းက6လွာဖြစ်နေမယ်ဒါအပြင်တီနီယာကလည်းအခြေခံလူဒန်းစားတွေသာအဓိကနေထိုင်တဲ့နေရာဖြစ်မယ်ဆိုရင်မိမိတိုက်ခန်း6လွာကို9ရက်နဲ့သူကငွေမြတ်မြတ်မသုံးမဲ့အခြေခံလူဒန်းစားတွေပဲဖြစ်ဖြစ်လူငယ်တွေစုပေါင်းနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်ဖို့ပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်ဒီလိုဆိုရင်တော့ကိုထက်ပေးလိုက်တဲ့ value attack air con ကမဖြစ်မနေလိုအပ်တာမျိုးမဟုတ်မဟုတ်တော့ဘဲနဲ့ အဲ့ဒီအထွတ် radar အင်ကန်းကို ပို့ပြီးတော့ပေးဖို့ဆိုတော့လည်းနည်းပါးသွားနိုင်ပါတယ်အထက်ကနေပြောင်းပြန်အနေနဲ့မိမိ customer အမျိုးအစားကိုတေချာသိရှိနားလည်ထားတယ်ဆိုရင်တို့လိုအပ်နိုင်မယ် value added တွေပြည့်လို့ပေးထားမယ်ဆိုရင် radar အင်ကန်းကိုပုံမှန်ထက်ကိုပို့ပြီးတော့မြင့်တက်မှုရရှိစေနိုင်ပါတယ်ဥပမာမိမိရဲ့ real estate property တည်နေရအနေအထားတည်ဆောက်မှုပုံစံကနိုင်ငံခြားသားတွေကိုငားရက်လို့ရနိုင်တဲ့ဆိုရင်နိုင်ငံခြားသားတွေလိုအပ်မယ်အတွင်ပိုင်းအပြင်အစ အင်တန်ဘရီဘောကစရာတွေကိုထတ်တိုးပြည့်လုံးပေးမယ်ဆိုရင်ပုံမှန်ထက်မြင့်မားတဲ့ rental income ကိုဖန်တီးနိုင်မှာဖြစ်တယ်။ real estate property အမျိုးအစားပေါ်မူတည်ပြီးတော့တချို့ထပ်ပေါင်းပြင်ဆင်ရမှုတွေက value add မဟုတ်ပဲနဲ့မပေါ်မဖြစ်ပါဝင်ရမယ်ဆိုတဲ့အနေအထားဖြစ်နေတတ်တာမျိုးလည်းရှိတယ်။ဥပမာပေ40ပေ60တိုက်တစ်လုံးမှာရေကူးကံပါဝင်တယ်ဆိုတော့က value add ဖြစ်နိုင်ပြီမယ်လေ။ကွန်ဒိုတစ်ခုအတွက်ရေကူးကံတို့အကစားခံမှတို့ကိုယ်တို့ဆိုတာကတော့ value add မဟုတ်တော့ဘဲနဲ့မပါမဖြစ်ပါကိုပါရမယ့်အရာတွေဖြစ်သွားလိမ့်မယ်မပါမဖြစ်ဒီဒါမပါဘူးဆိုရင်တော့ပါတဲ့တဲ့အရာတွေမပါဘူးဆိုရင်တော့အခြားပံပတ်တွေအခြား product တွေ ਨੇ ရှင်ပြိုင်နိုင်မှုမှာကိုကအားနည်းသွားပြီးတော့ဈေးနည်းတာ relative income ပမာဏနည်းပါတော့တာတွေဖြစ်လိရှိပါတယ်အချို့အပြည့်ဆိုရမယ်ဆိုရင်တော့မှန်ကန်တဲ့ value add တွေလုံနိုင်ဖို့အပြင် ကုန်ကြမ်းစေးနဲ့တိုးလာမဲ့ relative income ပမာဏကရောကာရည်လား value added တွေရတက်တန်းကရောဘလောက်ကြာရှည်ခံမလဲစတဲ့အချက်တွေကိုပါထည့်သွင်းစဉ်းစားပြီးတော့လုံဆောင်မယ်ဆိုရင်တော့မိမိရဲ့ real estate property ရဲ့အမြင့်ဆုံး rental income ကိုရယူနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ opportunistic or development rental income opportunistic ဆိုတော့ကတော့ potential opportunity ရနိုင်ခြင်းဖြစ်နိုင်ခြင်းရှိတဲ့အခွင့်အရေးတစ်ခုကိုတည်တည်ကြာကြာအစီအစဉ်တွေစဉ်းမြင်နေချမှတ်ပြီးတော့ရအောင်လို့ရယူတာကိုဆိုလိုတာဖြစ်တယ် development လို့လည်းဆိုတဲ့အတွက်တာမန် value add တဲ့ပုံစံမျိုးမဟုတ်တော့ဘဲね infrastructure တစ်ခုလုံးနှီးပါပြောင်းလဲလိုက်တာမျိုးဒါမှမဟုတ် business plan တစ်ခုချမှတ်ပြီးတော့ရည်ရွယ်တဲ့ rental income မျိုးရရှိအောင်လှုပ်ဆောင်တာဖြစ်တယ်ဥပမာအနေနဲ့တာမန်တိုက်ခန်းလေးတစ်ခန်းကိုငားရရင်တသိန်း2000ကျပ်ရမယ်ဆိုမှတော့ဒါပေမဲ့အဲ့ဒီတိုက်ခန်းကိုလူလေးဦးစာအခန်းဖွဲ့လန်ပြီးတော့အဆောင်ပုံစံပြောင်းလဲပြီးတော့အဆောင်စနစ်အစဉ်ပြေနိုင်မဲ့အခန်းမိဖို့ချောင်းစတာလေးပါထပ်ပေါင်းပြီးတော့ တဦးကို9000ချက်နဲ့အငားချမယ်ဆိုရင်နှစ်သိန်းချက်ရနိုင်မှာဖြစ်တယ်။ပို့ပြီးတော့မြန်သာအောင်ပြောရမယ်ဆိုရင်တော့တမန်ပေ40 60၄ခွက်ကလူနေအိမ်ကိုနှစ်ယောက်တခန်းအဆောင်တွေအနေနဲ့ structure အလုံးနီးပါးပြုပြင်ပြီးတော့အမြင့်ဆုံးလူနေထိုင်မှုအခန်းများများရနိုင်မှုရှိအောင်လို့ပြင်ဆင်လိုက်တာမျိုးဖြစ်တယ်။ဒါအပြင်နိုင်ငံတကာမှာတော့ဒီလိုအဆောင်တွေမှာအကျွေးစိတ်ထည့်ပြီးတော့ရှော်ရတဲ့အဝိရှောက်ဆက်အဲ့လိုမျိုးအဝိရှောက်ဆက်တွေထန်ထားတာမျိုး စားတော့ခံထားပြီးတော့အစားတော့ပါရောင်းချတာမျိုးစတဲ့အခြားအင်ကန်အမျိုးအစားတွေကိုပါထပ်ပေါင်းထည့်ပြီးတော့ရယူလေးရှိတယ်မြန်မာမှာကတော့အမုန်းဆိုင်ကုံဆုံဆိုင်တွဲပြီးတော့ဖွင့်တဲ့သဘောပါပဲဆိုလိုတာကတော့အိမ်အငါရန်တဲ့အင်ကန်ကိုမှ business plan တည်တည်ချာချာပြင်ဆင်ပြီးတော့ရနိုင်သမျှအမြင့်ဆုံးပမာဏကိုရယူတဲ့ပုံစံဖြစ်ပါတယ်နောက်ပိုင်းနည်းပညာခေတ်မှာလက်တော့တစ်လုံးတည်းနဲ့အလုပ်လုပ်လို့ရလာကြတဲ့အတွက်အချို့အဆောက်အအုံပိုင်ရှင်တွေကလူနေအငါပုံစံအဆောက် တကူစားအလုတ်စပွဲလေးတွေကြီးပဲမြမြဖန်တီးပြီးတော့တရက်ကို3လေးတောင်းနဲ့တရက်ချင်းဖြစ်ပါစေတလောက်ကိုတောင်းကနန်းနဲ့တောင်းကနန်းနဲ့ဖြစ်ပါစေကို walking speed လေးဖန်တီးပြုလုပ်ပြီးတော့ red income ကိုရယူကြတာလည်းတွေ့ရမှာဖြစ်ပါတယ်။ထပ်ပြီးမြင်တောင်ပြောရမယ်ဆိုရင်တော့ပေ40 60မြေခွက်ကိုလူနေအိမ်နှစ်ထပ်တိုက်ဆောင်ပြီးတော့ငားရနေမှအစားစဲပေ60ပေရှိတယ်။နှစ်ထပ် shop house အခန်းတွဲ၄ခန်းဆောက်လုပ်ပြီးတော့ငားရနာက ကာယံခပို့ပြီးတော့မြန်မြန်ရရှိနိုင်မှာ ဖြစ်ပါတယ်။ဒီရန်တဲ့အင်ခန့်အမျိုးအစားကတော့ရနိုင်တဲ့ပမာဏအမြင့်ဆုံးဖြစ်ပေမဲ့ business plan ဒေသချပြီးတော့လှုပ်ဆောင်မှသာရနိုင်မယ့်အနေအထားမျိုးဖြစ်နေပါတယ်။အားသာချက်ကတော့ဝင်ငွေအမြင့်ဆုံးအဖြစ်အချောင်းဝင်ငွေအမျိုးအစားတွေကိုပါညံရှိသလိုထပ်ပေါင်းပူတွဲဖန်တီးလို့ရနိုင်တာပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ real estate property တစ်ခုကနေ rental income ဘယ်လိုလာသလဲ။ ဘယ်လိုမြင့်တင်လို့ရနိုင်သလဲဆိုတာတွေကိုသိရှိပြီးဖြစ်တဲ့အတွက်မိမိရဲ့ property အမျိုးအစားတက်နိုင်တဲ့ငွေပမာဏနဲ့ချိန်ချိန်ပြီးတော့အမြင့်ဆုံး rental income တွေမြန်မြန်ဖန်တီးနိုင်ပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ